ကျွန်တော်ရဲ့မိတ်ဆွေများအားလုံးမင်္ဂလာပါနော်တနင်္ဂနွေသားသမီးများအတွက်ပေါ့အပတ်စဉ်တောက်ကြနေညနေ6:00ပိုင်းကျွန်တော်တို့ပုံမှန်တင်ပြနေကြဖြစ်တဲ့ဒုက္ခကြေပွင့်ဆိုတဲ့တဲတော်နမိတ်ဖြစ်ပါတယ်ဒီဟောစကန်လေးကတကယ်ပြီးခဲ့တဲ့နှစ်ပတ်တိတိမရိုက်ဖြစ်တာပေါ့နော်မရိုက်ဖြစ်တယ်ဆိုတာကတော့နံပါတ်1ကတော့ကျမ်းမာရေးအခြေအနေရလည်းဖြစ်တယ်နံပါတ်2ကတော့ကျွန်တော်တို့ ဒီအယူရောမင်္ဂလာချမ်းရဲ့အလုပ်တွေတာဝန်တွေမအားမလန့်နိုင်အောင်ရှိတဲ့အခါကျတော့ဒါရိုက်ကူးရေးတွေပြတ်သွားတာပေါ့ဒီတစ်ခါကတော့ကြိုးစားပြီးတော့ဒါရိုက်ပြတာဖြစ်ပါတယ်နောက်ထပ်ကျွန်တော်အစီအစဉ်လေးတစ်ခုလည်းလုပ်တာပါတယ်အဲ့ဒါဘာလဲဆိုတော့ကျွန်တော်တို့ဒီလအကုန်လောက်တော့စပြစ်မှာပါအဲ့ဒါနေ့စဉ်ဒုက္ခကျေပွင့်အယူရောမင်္ဂလာအခဘေးဟော့စတန်လေးတွေလည်းနေ့စဉ် daily ပေါ့နော်ရိုက်ပြီးတော့တင်ပေးဖို့တွေ့လဲကျွန်တော်တို့စီစဉ်ထားပါတယ် ဲ့တော့ဟောစရံလေးစပါမယ်နော်တနင်္ဂနွေသာသမီတွေအတွက်တနင်္ဂနွေသာသမီတွေရဲ့ကံစားတာကတော့ဒီတပတ်တာကာလမှာကျွန်တော်နံပါတ်၁ကသူကကျယ်ပွင့်နမိတ်တွေပါပဲကျယ်ပွင့်နမိတ်ဆိုတာအင်တာမှာကောင်းသောနမိတ်ပါအဲ့တော့အလုတ်ဂိုင်းတွေအခြေအနေတွေကောင်းမယ်ကံစားတာတွေကောင်းမယ်ကံကြမ္မာပွင့်လန်းမယ်ပေါ့နော်တော့လုပ်ငန်းဆောင်တာတွေတိုးတက်ခြင်းတွေအောင်မြင်ခြင်းတွေဖြစ်ထွန်းခြင်းတွေဖြစ်မယ်အဖက်ဖက်ကနေပြီးတော့အဆင်ပြေခြင်းတို့ကံကောင်းခြင်းတို့စိတ်ချမ်းသာရခြင်းတွေ ောင်းမြင်ခြင်းတွေကြုံမယ်တဲ့အလုံးနဲ့ပတ်သက်ရင်ကံတရာတော်တော်လေးကောင်းပါတယ်နောက်အလုံးအကန်ခွေးခွန်းလန်းနေရလည်းပဲဟာတော်တော်လေးများများအဆအဆတော်တော်လေးပေါ့ပေါ့များများဝင်လာဖို့ရှိတာပေါ့အဲ့ဒါကအခက်အခဲမရှိပါဘူးတော့ကိုယ်ပိုင်ဒီဝိုင်းလုပ်ငန်းလုပ်နေတဲ့လူတွေဆိုရင်လည်းလုပ်ငန်းတစ်တွေအများကြီးကြုံနိုင်တယ်နောက်ကုမ္ပဏီဝန်ထမ်းတို့အစိုးရဝန်ထမ်းအလုပ်လုပ်ကြနေတဲ့သူတွေဆိုရင်လည်းအလုံးမှာယာတူတူချင်းနေ လာသာဒူးခြင်းတွေနေရာကောင်းရခြင်းတွေအများကြီးကြုံနိုင်ပါလေ။အဲကြုံတာတွေကတော့တော်တော်လေးကြုံပါပါ။ကြုံတာကတော့ပြဿနာမရှိပါဘူး။ပြဿနာကဘာလဲဆိုတော့အဲ့ဒီအခွင့်အရေးတွေကံလျော်သားနဲ့ပေါ်ပေါက်လာတဲ့အလုပ်ကိုင်းတွေအခွင့်အရေးတွေအခွင့်လန်းတွေကိုကိုယ်တိုင်ကစိတ်ဝင်စားသလိုဖြစ်နေတော့။ငွေတွေမဝင်မဝင်လားဆိုတော့လည်းဝင်တယ်။ကိုဖြစ်နေတာတွေမဖြစ်ဘူးလားဆိုတော့လည်းဖြစ်တယ်။အဲ့မှာ ပြီးခဲ့တဲ့တလောတော်မှာအလုတ်ပင်ပန်းတဲ့ဒဏ်နေစိတ်မောလူမောစိတ်ပင်ပန်းလူပင်ပန်းဖြစ်ပြီးတော့မှအောင်မြင်မှုရထားတဲ့အတွက်အောင်မြင်မှုနဲ့ပင်ပန်းမှုနဲ့မထိုက်တန်ဘူးလို့အတွေ့အကြုံဝင်လာပြီးတော့နောက်ပေါ်လာတဲ့အလုတ်ကန်ခွင့်ရခွန်းလန်းတွေကိုလှုပ်ချင်သိ၊ကန်ချင်သိတွေကုန်ခန်းနေတာမျိုးတွေဖြစ်တတ်ပါတယ်။အဲ့ဒါလေးတွေတော့နည်းနည်းသတိထားမှာပေါ့နော်။နောက်တနင်္ဂနွေသားသမီးတွေရဲ့ကံတရားမှာကြတော့ အငွေကြေးနဲ့ပတ်သက်တဲ့ကံကြမ္မာအပိုင်းမှာတစ်ခုရှိတာပေါ့အဲ့ဒါဘာလဲဆိုတော့ဝင်ငွေထက်ထွက်ငွေကပိုပြီးတော့အရန်များနေတယ်တာမနာပေါင်းဆုံးကိုငွေကြေးနဲ့ပတ်သက်တဲ့ကိစ္စတွေမှာတာဝန်ယူပေးနေရတဲ့အနေအထားမျိုးတွေကြုံရတယ်အဲ့တော့ဒီခါဒီမှာငွေကန်ရတဲ့လို့ငွေရှားတဲ့လို့ကိုလုံးကျင်သိတဲ့ကုန်ခန်းသွားတာမျိုးတွေအထီတောင်ကြုံရတတ်တဲ့အခြေအနေမျိုးရှိပါတယ်အဲ့တော့အလုံးနဲ့ပတ်သက်ရင်ကောင်းတယ် ဒါမဲ့အလုပ်ကိုစိတ်ကုံတက်တယ်စိတ်ကုံရတဲ့အကြောင်းနှစ်ကြောင်းရှိတာပေါ့တကြောင်းကတော့ဗာလဲဆိုတော့ခုနကပြောသလိုအလုပ်တွေကိုအင်တိုင်းအားတိုင်းကြီးတွေတကုံနေနော်ဒါအကြီးလို့อ่ะပြီးတော့ရလာတဲ့အောင်မြင်မှုနဲ့ကိုယ့်ရဲ့ပင်မောင်းနဲ့မထိုက်နိုင်ဘူးလို့ခံစားမိတာတကြောင်းပေါ့နောက်ကြောင်းကဝင်ငွေထက်ထွက်ငွေကပိုများအိပ်ပေါင်းနဲ့ဖားကောက်သလိုဖြစ်တယ်ကိုယ်ကအလုပ်တွေလုပ်လို့ပတ်စံတွေရပေးအိပ်ပတ်စံတွေပြန်ထွက်တယ်ပြန်ကုန်တယ်လက်ထဲမှာပြရမရှိဖြစ်နေတယ် ။အဲဒါအလုပ်လုပ်ရတာကိုစိတ်မပါလက်မပါမျိုးကြီးကြုံရတတ်ပါလား။အဲတော့တနေ့ကနေသားသမီးတွေအတွက်အလုံးနဲ့ပတ်သက်တဲ့အကြံဉာဏ်ပေးချင်တာကတော့ဗောနော။ emotion နဲ့အလုံးမလုံးပါနဲ့။တာဝန်နဲ့တာဝန်စိတ်နဲ့အလုပ်လုပ်တာပိုတော့ကောင်းပါလား။ emotion ဆိုတာဖြစ်ခြင်းစိတ်တွေ၊ရခြင်းစိတ်တွေ၊အောင်မြင်ခြင်းတဲ့စိတ်တွေအများကြီးနဲ့ဒါအတကုံအရန်စူးစမ်းတာပေါ့စူးစမ်းပြီးတဲ့အခါကျတော့အောင်မြင်တော့လေအောင်မြင်လာတာပေါ့ ောင်မြင်မဲ့လည်းပင်ပန်းနေ emotion ဖြစ်တာကို emotion ဖြစ်တဲ့အခါကျတော့လူကိုပင်ပန်းစေတာပေါ့နော်ဒါကြောင့်အကောင်းဆုံးကတော့လုံးစရာကြီးလို့လုပ်တယ်အဲ့ဒီလုပ်ကိုငါအကောင်းဆုံးလုပ်မှာအောင်မြင်တော့လည်းကောင်းတာပေါ့မောင်မြင်တော့လည်းကံပေါ့အဲ့လိုပေါ့ပေါ့ပါစိတ်လေးနဲ့တနေ့ကလေးသားသမီးတွေကအလုပ်လုပ်မှဆိုရင်ပို့ပြီးတော့အဆင်ပြေစေနိုင်တာပေါ့နော်နောက်ပညာရေးနဲ့ပတ်သက်တဲ့ကံတရားတွေမှာအနှောက်အယှက်ပေါ်တတ်တယ်အဲ့တော့ပညာသင်နေတဲ့ညီတွေညီမတွေဆိုရင်ပညာရေးကိစ္စတွေမှာ ဆောင်းဝက်ဖြေကနေကြမှာကြမ်းမာရေးညံ့တာလို့ဆောင်းဝက်ဖြေကနေကြမှာအဲတယောက်နဲ့တယောက်မသိမမြဖြစ်တာလို့ရံပေါ်တာလို့အဲ့ဒါမျိုးလေးတွေကြုံရတတ်တယ်။နောက်တစ်ခုကတော့ဘာသာရေးနဲ့ပတ်သက်ပြီးတော့အဋိဋ္ဌံနေလောက်ကန်ဆောင်းရွက်နေတဲ့သူတွေဆိုရင်အဲတတိထားမှာပေါ့နော်။အဲ့ဒါကဘာလဲဆိုတော့ဒီကတော့ခဏခါပြောခဲ့ဆိုပဲဘာသာရေးမှာအနှောက်ယှက်ပေါ့မန်နက်ပေါ့စေတံပေါ့အဲ့ဒါတွေကြောင့်ကိုယ့်ရဲ့ဘာသာရေးအဋိဋ္ဌံတွေပြပြတာမျိုးလေးတွေကြုံရတတ်ပါတယ်။ ။နောက်ချေနော်ရင်းနဲ့ပတ်သက်ရင်တော့ကန္တာကောင်းပါလား။အချေတွေစိတ်ချမ်းသာမယ်။အိမ်တော်ရင်းနဲ့ပတ်သက်ရင်စိတ်ချမ်းသာ။အချေတို့အိမ်တော်ရင်းနဲ့ပတ်သက်ရင်ကောင်းသောနမိတ်ကြားတယ်။ကောင်းတဲ့ကံကြမ္မာကြားတယ်။ဒါပေမဲ့ပြဿနာကတော့ဘာလဲဆိုတော့တန်တရာပေါ့နော်။တန်တရာကြောင့်ပူပန်လောကကြီးများတတ်တော့။ဒါမှကိုယ့်ရဲ့ချစ်သူကိုကိုယ်စိတ်ထဲမှာမယုံသင်္ကာစိတ်တွေများနေတတ်တယ်။ကိုယ့်ရဲ့အိမ်တော်ဘက်ကိုကိုကမယုံသင်္ကာစိတ်တွေများနေတတ်တယ်။ ုံကြည်မှုတွေယောနေနေတာမျိုးတွေဖြစ်တတ်တယ်။ဒါမှမဟုတ်အခြေအနေနဲ့ပတ်သက်ရင်တော့နည်းနည်းလေးစိတ်ငြိမ်စရာလေးတွေကြုံရတတ်တယ်။နောက်လူမှုရေးမှာနည်းနည်းအတိုက်ခံလေးတွေဖြစ်တတ်တယ်။ဆွေမျိုးသားချင်းနဲ့ပတ်သက်ရင်တော့ကံကြမ္မာကောင်းပါလေ။ကွဲကွာနေတဲ့ဆွေမျိုးသားချင်းတွေနဲ့တော့မှပြန်လဲပြီးတော့ဆုံတွေ့ရတတ်တဲ့အချိန်ကာလဖြစ်ပါတယ်။ဒါတနင်္ဂနွေသားသမီးတွေအတွက်ကံကြမ္မာနမိတ်ဖတ်ကြားတာပါ။အဲ့တော့တနင်္ဂနွေသားသမီးတွေမှာကျွန်တော်တို့အကျိုးပေးတယ်၊ကံကောင်းတဲ့အကြောင်းလေးတွေရှိတယ်။ အဲ့ဒါအစိမ်းရောင်နဲ့အပြာရောင်နဲ့ကောင်းပါတယ်။နောက်တင်းင်းလေးသားသမီးတွေအတွက်အကျိုးပေးတယ်လက်ကီးကောင်းတဲ့နံပါတ်လေးတွေကတော့၄ခန်းနဲ့၆ခန်းဖြစ်တယ်။နောက်ဖះအစားရှိတဲ့အလှူခံပုံကိုယ်တွေကို ရေတန့်ကတ်လူပူတော့ပြီးတော့ဆူတောင်းပါပေါ့နော်။မကိုယ်မကောင်းတဲ့ကံတရာအညာခိုက်တွေပြေပြောက်ပြီးတော့ကောင်းကျိုးလိုရာဆန္ဒရရှိစေမှာဖြစ်ပါတယ်။အဲ့တော့ကျွန်တော်ရဲ့မိတ်ဆွေတွေနော်တင်းင်းလေးသားသမီးတွေအားလုံးလည်းကိုကြမ်းမှာစိတ်ချမ်းသာပြီးတော့လိုရာဆန္ဒပြေပါစီပေါ့နော်။ ရေတော်မင်္ဂလာချမ်းအောင်လည်းပဲဗုဒ္ဓဦးနေရာလည်းမြည်သူမစိုးလွတ်လွတ်လပ်လပ်လာရောက်နိုင်ပါတယ်။ကဲကျွန်တော်ရဲ့မိတ်ဆွေအပေါင်းနော်။ကောင်းကျိုးလိုရာဆန္ဒပြကြပါစေ။အဲဒရဏသာသမီတွေအတွက်ကျွန်တော်တို့ကံကြမ္မာဖတ်ကြားပေးမှာဖြစ်ပါတယ်။ဒရဏသာသမီတွေအတွက်ပထမဆုံးပြောချင်တာကတော့ဒီကာလတွေမှာဖြစ်မဲ့ကောင်းသောအဖြစ်ပြက်တွေပဲဖြစ်ဖြစ်နောက်မကောင်းတဲ့အဖြစ်ပြက်တွေပဲဖြစ်ဖြစ်လျှက်ရတဲ့ပြက်ရုပ်ချင်း ထထားပြီးတော့ဖြစ်တတ်တဲ့အခြေအနေမျိုးရှိပါတယ်။ကံကြမ္မာမျိုး ရှိပါတယ်။ရအောင်လို့ရတယ်။ရုပ်ချင်းရတာပေါ့နော်။ချက်ချင်းရသွားတာမျိုး။ယာဓုတို့တယ်။ယုတ်ရရဲ့ချက်ချင်းယာဓုတွေထထိုးတာပေါ့။ရစရာကြီးတဲ့ငွေတွေဘာမပြောညာမနဲ့လာပေးသွားတာမျိုး။ခိန်တော်ကြတယ်။ချက်ချင်းကောက်ကန်ကန်နဲ့ကြတာ။ခရီးထွက်ရမယ်။လုပ်ငန်းသစ်စတင်ရမယ်။အဲ့တော့ဘာကိစ္စပဲဖြစ်ဖြစ်ဘလို့ကိစ္စတွေပဲကြုံကြုံရုပ်တရက် မြန်တာပေါ့နော်ချက်ချင်းအစီအစဉ်မရှိဘဲနဲ့ထထားပြီးတော့လောကမဲ့အခြေအနေမျိုးကံတရားမျိုးရှိပါတယ်ဒါတွေကလည်းများသောဖြင့်တော့ဒီနမိတ်အတိုင်းဆိုရင်တော့ကောင်းတဲ့နမိတ်လို့ပြောမှဆိုရင်ပြောလို့ရပါတယ်တိတ်တော့မဆိုးပါဘူးနော်နမိတ်ကကြတော့ကျွန်တော်တို့ဒီကာလတွေမှာအာနိုင်ငံသားခရီးနဲ့ပတ်သက်တဲ့ကိစ္စတွေနောက်တစ်ခုကပြည်တွင်းပြည်ပခရီးသွားလာခြင်းနဲ့ပတ်သက်တဲ့ကိစ္စပေါ့ဒီကတော့ တဏှာနဲ့တဏှာကိုသွားမယ်လာမယ်လုံးမယ်ကင်မယ်ပေါ့နော်စီဝါရေးပဲဖြစ်ဖြစ်အဲ့လိုမျိုးကြံစည်စူးစမ်းအားထုတ်နေတဲ့သူတွေအတွက်တော်တော်လေးကောင်းတယ်လို့ပြောရမှာဖြစ်ပါတယ်အဲ့တော့အလုတ်ကင်တွေအစဉ်ပြေခြင်းကြံကောင်းခြင်းစိတ်ချမ်းသာရခြင်းတွေကြုံမယ်ခရီးသွားပြီးတော့လုတ်ကင်မယ်ဆိုရင် အောင်မြင်မှုရတတ်တာပေါ့နောက်ကိုယ်ပိုင်စီဝါရေးလုပ်ငန်းလုတ်ကင်နေတဲ့သူတွေဆိုရင်ဒီကလာတွေမှာအံဩစရာကောင်းလောက်အောင် လုပ်ငန်းတိုးချဲ့လုပ်ကင်ဆောင်ရွက်ရခြင်းတွေကြုံရတတ်ပါတယ်အဖက်ဘက်ကနေအဆင်ပြေခြင်းတို့ကံကောင်းခြင်းတို့စိတ်ချမ်းသာရခြင်းတွေအောင်မြင်ခြင်းတွေကြုံပါပါကိုယ်နေနဲ့ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတွေကိုလုပ်ရင်ကောင်းမလားမကောင်းလားလုပ်တင်လားမလုပ်တင်ဘူးလားအဲ့လိုမျိုးစဉ်းစားတွေးတောနေတဲ့အလုပ်ကိစ္စတွေရှင်လုပ်လဲလုပ်တင်ပါတိုးချဲ့ပြီးတော့လုပ်ကင်ဆောင်ရွက်တင်တာပါနော်အဲ့တော့အလုံးနဲ့ပတ်သက်ရင်တော့တော်တော်လေးကောင်းတယ်လို့ပြောအောင်ပါ သူကဘလောက်တောင်ကောင်းလဲဆိုရင်ဝိဇာမတကယ်တို့နတ်မတကယ်တို့အလောကိုင်းကံကြမ္မာကောင်းနိုင်ပါလေနော်နဘာနေကတော့ငွေချင်းနဲ့ပတ်သက်တဲ့ကံသာတာပါနော်ငွေချင်းနဲ့ပတ်သက်တဲ့ကံသာတာမှာကျတော့အချက်နှစ်ချက်ကိုအဓိကထားပြီးတော့ပြောရမှာပါနဘာတိကတော့ကျွေးဟောင်းပေါ့ကျွေးဟောင်းနေရတော့ဆုံးတက်ပါဆရာကြီးတဲ့ငွေတွေနှစ်ပေါင်းများစွာပေါ့လာပေါင်းများစွာဆွေးမြေ့နေတဲ့ ငွေကြေးနဲ့ပတ်သက်တဲ့ကိစ္စတွေအဆင်မပြေဖြစ်တာအခုလောလောဆယ်ငွေပေးငွေယူလုပ်မယ်လို့စီစဉ်ထားတဲ့ကိစ္စတွေပေးတော့မပေးရသေးဘူးပေါ့ချိန်ဆနေတာပေါ့အဲ့ဒီကိစ္စတွေကြတော့လေအကျိုးအမြန်ဖြစ်ထွန်းတတ်တယ်အောင်မြင်မှုရတတ်ပါတယ်ဒါမှမဟုတ်ပတ်စံကိစ္စနဲ့ပတ်သက်ရင်ဒီအချိန်မှာအတစ်ကိစ္စအလုံးတစ်ငွေတစ်အချံစီတစ်တွေဆိုရင်ကောင်းတယ် ဟာလွန်ခဲ့တဲ့လာပေါင်းနှစ်ပေါင်းများစွာကိစ္စတွေဆိုရင်ခက်ခဲတတ်တယ်ပေါ့နော်အဲ့ဒါလေးတွေတော့သတိထားပါအကျွေးရစရာတော့နှစ်နှစ်လောက်ရှိပြီပြန်ရမလားမရဘူးလားဆိုမနေ့ခက်ခက်ရရတောင်းပန်နေအောင်မှထူးမခြားနာဖြစ်နေတတ်ပါလားနောက်ကျမ်းမာရေးဘိုင်းမှာကြတော့တင်းလာသားသမီးတွေအတွက်အဓိကကျမ်းမာရေးဟာမျက်စိပါအဲ့တော့မျက်စိအားနေတာလေးတွေဖြစ်တတ်တယ်မျက်ရည်ပူကြတာမျိုးလေးတွေဖြစ်တတ်တယ်မျက်စိဟာ မျက်မှန်နဲ့မျက်စိနဲ့မကြိုက်တာမျိုးလေးတွေဖြစ်တတ်ပါတယ်။လူမှုရေးနဲ့ပတ်သက်တဲ့ကံတရားလေးတွေကောင်းတယ်။နောက်ဆွေမျိုးသားချင်းနဲ့ပတ်သက်ပြီးတော့နည်းနည်းလေးအခက်အခဲကြုံရတတ်တယ်။ကိုချစ်ခင်ရတဲ့ဆွေမျိုးသားချင်းတွေနဲ့ကိုနဲ့မမျှော်လင့်မနဲ့ဝေးကွာတာခွဲကွာတာမျိုးလေးတွေကြုံရတတ်တယ်။နောက်တစ်ခုကပညာရေးနဲ့ပတ်သက်တဲ့ကံတရားလေးတွေတော်တော်လေးကောင်းပါတယ်။ပညာကံပွင့်လန်းမယ်ပေါ့နော်။အဲ့တော့ဖြည့်စုံမဲ့စာမွေးတွေအောင်မြင်တာမျိုးတွေကြုံမယ်။ ွားမွေးနဲ့ပတ်သက်တဲ့ကိစ္စတွေ၊သင်တန်းနဲ့ပတ်သက်တဲ့ကိစ္စတွေကောင်းပါလား။နောက်တစ်ခုကတော့အခြေအနေောင်းကြီးပေါ့နော်။အခြေအနေောင်းကြီးနဲ့ပတ်သက်တဲ့ကံတရားတော့တော်တော်ကြီးကောင်းပါလား။ဒါကတော့ကိုယ့်ရဲ့အခြေအနေကိုကိုယ့်ရဲ့အိမ်တော်ကြီးနဲ့ပတ်သက်တာကိစ္စတွေကိုအခြေအဲတွေရဲ့ကုညီပံပိုးပေးမှုကိုမမျှော်လင့်မနဲ့ရပြီးတော့ကိုယ်မှာကြုံတွေ့နေရတဲ့အခြေအဲအိမ်တော်ကြီးအခက်အခဲလေးတွေတောင်မှတိတိတသာပြေလည်သွားဖို့ရှိပါတယ်။အဲတော့တော်တော်လေးကောင်းပါတယ်။ ဒါကတော့ဒိဏသာသမီးတွေရဲ့ဒီတပတ်တာကာလမှာစိုးမိုးနေတဲ့ကံတရာလေးတွေကိုနမိတ်ဖတ်ပေးခဲ့တာဖြစ်ပါတယ်နော်အဲ့တော့ဒိဏသာသမီးတွေအတွက်အကျိုးပေးတယ်ကံကောင်းစေရအောင်ဆိုရင်ညညိုအောင်နဲ့အဝါရောင်နဲ့ကောင်းပါအဲ့တော့အကျိုးပေးတဲ့ကဏ္ဍလေးတွေကတော့၃ကဏ္ဍနဲ့၅ကဏ္ဍ၅ကဏ္ဍနဲ့၃ကဏ္ဍဖြစ်ပါတယ်နောက်မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးကိုကြတော့စပေပန်း၈ကုံပေါ့ကြက်လူပူဇော်ပြီးတော့ဆုတောင်းပါ အခြားဘာသာဝင်တွေဆိုရင်လည်းကိုယ့်ရဲ့တက်ကြီးတက်ကြီးဝါကြီးတွေကိုယ့်ရဲ့ဖုန်းတော်ကြီးတွေကိုလက်ဆောင်ပေးနိုင်ပါလေနော်အဲဒါဆိုရင်ကိုယ့်ရဲ့မကောင်းတဲ့ကံတရားညံ့ခက်ကလေးတွေပြေပြပြီးတော့ကောင်းကျိုးလိုရာဆန္ဒတွေရရှိစေမှာဖြစ်ပါတယ်အဲတော့ကျွန်တော်တို့ယူတော်မင်္ဂလာချံကိုဗုဒ္ဓဦးနဲ့လွှဲပြီးတော့ကျန်တဲ့ရက်ဒီမှာမိသူမသူလာနိုင်ပါတယ်အခမဲ့ရရချီးပေးတဲ့နေရာဖြစ်ပါတယ်အဲဒီကတင်နန်းတက်ကျင်နေဆိုရင်တော့ဗီရင်လက္ခဏာဆရာပြတင်နန်းနေလို့တော့လာစဉ်တရရနေရနေပြီးတော့ တော့ဆယ်ရက်နေအထိတင်နှန်းရှိပါတင်နှန်းကြီးပါညာထူထူထူပေးကြမလို့ပါအောင်နော်နောက်ကျွန်တော်တို့ဘာသာရေးမင်းသင်္ခါရဲ့ကြီးနေပဒအပိပောက်ဆိုတဲ့ပရီလေးတွေဝါစိန်းဤအဆောင်လက်ပတ်လေးတွေဝါစိန်းဤစမဖျောင်းနိုင်လေးတွေနောက်တစ်ခုကဇီးသားရောင်းမလေးတွေဒိုးကလေးတွေဆလွယ်တော်တွေစတဲ့အကိစ္စအဆောင်ရေရာပစ္စည်းလေးတွေကိုလည်းမိသူမစိုးကိုယ်တိုင်ကိုကြလာပြီးတော့လဲဝယ်နိုင်တယ် ဒါပေမဲ့ရဝေးရဆိုရင်လည်း online ရမှာယူနိုင်ပါတယ်ကျွန်တော်ရဲ့မိတ်ဆွေတနင်္လာသားသမီးကျွန်တော်ရဲ့မိတ်ဆွေအပေါင်းလည်းကိုကျန်းမှာစိတ်ချမ်းသာပြီးတော့လူရဆန္ဒပြေပါစီလို့အားလုံးကိုဆုတောင်းမြတ်တာပို့တာပါလေနော်ကဲကျွန်တော်တို့အင်္ဂါသားသမီးတွေအတွက်ဟောစရံလေးဖတ်ကြားပေးမှာဖြစ်ပါတယ်အင်္ဂါသားသမီးတွေအတွက်ပထမဆုံးကျွန်တော်တို့နမိတ်လေးတွေကျွန်တော်တို့ပေးမှာတဲတော့ကတ်လေးတွေချတာပါတယ် အားလေးကြီးတဲ့အခါကျတော့ကျဲပွင်းနမိတ်တွေပါပဲကျဲပွင်းဆိုတာအောင်မြင်ခြင်းပါပဲเนาะကျဲပွင်းဧဂရီလို့နာမည်ပေးထားပါတယ်အဲကျဲပွင်းဧဂရီနမိတ်ကြပြီဆိုရင်တော့သူကအောင်မြင်ခြင်းရှိပါတယ်အောင်မြင်အောင်မျှမကဘူးတဲ့နာမည်ကြီးခြင်းတွေလည်းရှိတယ်နောက်တစ်ခုကမျက်နှာပွင့်ကံကြမ္မာပွင့်လန်းခြင်းတွေလည်းရှိတယ်နောက်ဆန်းပွင့်ခြင်းတို့လက်ပွင့်ခြင်းတွေလည်းရှိပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့ အင်္ဂါသာသမီးတွေရဲ့နံပါတ်1ကစိုးမိုးနေတဲ့ကံတာတာဒီအင်္ဂါမှာကောင်းတယ်အလုံးအကင်တွေအဆင်ပြေမယ်အလုံးနဲ့ပတ်သက်ပြီးတော့စိတ်ချမ်းသာပျော်ရွှင်ရကိုယ်တိုင်ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းလုပ်ကင်နေတဲ့သူတွေဆိုရင်လည်းဖြစ်ထွန်းတာပေါ့ဒါဒီကာလတွေမှာအလုံးနဲ့ပတ်သက်ရင်တော့အလုံးဆိုတဲ့ခေါင်းစဉ်နဲ့ပတ်သက်ရင်တော့အင်္ဂါသာသမီးတွေအတွက်ဣဗရာမအစိတ်ချမ်းသာကြလဲကောင်းနေဝမ်းသာကြလဲကောင်းနေသတင်းကောင်းနေလဲကြား ဘယ်ဘက်ကနေအစဉ်ပြေခြင်းတို့ကံကောင်းခြင်းတို့စိတ်ချမ်းသာရခြင်းတွေအောင်မြင်ခြင်းတွေကြုံမဲ့ကံကြမ္မာနမိတ်ဖြစ်ပါတယ်အဲ့တော့အလုတ်ကံကောင်းတယ်ပေါ့နော်လှုပ်ရင်ကောင်းမလားမကောင်းလားလှုပ်တင်လားမလှုပ်တင်ဘူးလားအဲ့လိုမျိုးစဉ်းစားနေတဲ့ကိစ္စတွေချင်းလှုပ်လဲလှုပ်တင်ပါတယ်လှုပ်ဖို့အတွက်လည်းအထူးတိုက်တွန်းတယ်လို့ပြောအောင်မှာဖြစ်ပါတယ်နံပါတ်2ကကြတော့ကျွန်တော်တို့ဒီ ဆွေမျိုးသားချင်းနေနဲ့ပတ်သက်တဲ့ကံသာတာတဲ့အဲ့မှာကျတော့သူကအပေးယူမျှတာတဲ့ကံကြမ္မာနမိတ်ကြတာပေါ့နော်ဆွေမျိုးသားချင်းတွေကိုအကြောင်းပြုပြီးတော့စိတ်ချမ်းသာတယ်ဆွေမျိုးသားချင်းနေနဲ့အပေးယူမျှတာမယ်ဆွေမျိုးသားချင်းနေနဲ့ပူးတွဲပေါင်းစပ်ဆက်တူရှယ်ယာလုပ်ငန်းတွေမှာထူထူခြားခြားအကျိုးပေးပြီးတော့ကံကောင်းပြီးတော့အောင်မြင်မှုရတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်အဲ့တော့ဆွေမျိုးတွေနဲ့ဆက်တူလုပ်ဖြစ်မယ်လို့ပြောရမှာပေါ့နော် ဟုတ်ကငွေချင်းနဲ့ပတ်သက်တဲ့ကံတရားမှာကြတော့လေအင်္ဂါသာသမီတွေအတွက်ဆိုရင်တော်တော်ကြီးကောင်းပါရစရာ ရှိတယ်ငွေတွေချောချောမောမောရနိုင်တယ်ပေါ့နော်ပေးစရာရှိတဲ့ငွေတွေချောချောမောမောပေးနိုင်တယ်ငွေချင်းနဲ့ပတ်သက်ရင်ကံကြမ္မာအထူးကောင်းတယ်ဒါငွေချင်းတွေပေါ်ကျွယ်ဝမယ်ကံသာတာနမိတ်ရှိတယ်ဒီအလောက်ကင်မှာကြတော့ကံကြမ္မာပွင့်လန်းတာပေါ့အောင်မြင်တာပေါ့အဲ့တော့သူ့ရဲ့တက်ရောက်မှုကဘယ်နေရာမှာသွားရှိတယ်ဆိုငွေချင်းနဲ့ပတ်သက်တဲ့တဲတော်နမိတ်မှာကြတော့လေသွားပြီးတော့ အရန်ကောင်းတဲ့အကန့်တမနမိတ်ကြ။ဒါကြောင့်မလို့ကျွန်တော်တို့လူတယောက်ရဲ့ကံတရားကိုတဲတော်တွေနဲ့နမိတ်ဖတ်တဲ့အခါမှာသူကအလုံးနဲ့ပတ်သက်တဲ့ကတ်နော်နံပါတ်1ကငွေကြေးနဲ့ပတ်သက်တဲ့ကတ်အဲ့နှစ်ခုကဆက်သွယ်မှုရှိပါတယ်။ဒီကတ်ကောင်းတဲ့အခါငွေကြေးတွေကောင်းလာမှာ။တချို့နမိတ်တွေမှာဆိုရင်ဒီကတ်ကမကောင်းတာမကောင်းတဲ့အခါမှာငွေကြေးမှာသွားပြီးဂျမ်းဖြစ်တာမျိုး။သူကတိတိတသားကြီးကိုတိုက်ရိုက်ဆက်သွယ်ပြီးတော့ဆက်ဆက်မှုရှိပါတယ်။ ဲ့တော့အင်္ဂါသားသမီးတွေအတွက်အလုံးနဲ့ပတ်သက်တဲ့ကံကြမ္မာပွင့်လန်းတဲ့ငွေကြေးနဲ့ပတ်သက်ပြီးတော့အစဉ်ပြေခြင်းကံကောင်းခြင်းတွေရှိတယ်ဟိုအဲ့ဒီဘိုင်းမှာနောက်တစ်ခုကကျမ်းမာရေးဘိုင်းပေါ့နော်ကျမ်းမာရေးမှာကျတော့နည်းနည်းလေးခြူကြတတ်တယ်ကျမ်းမာရေးနည်းနည်းညံ့တတ်တယ်အလုပ်တွေအောင်မြင်ပြီးတော့ကိုယ့်ရဲ့ကျမ်းမာရေးကိုကိုကတိတ် အလေးမထားတဲ့အခါကျတော့ကျမ်းမာရေးညံ့သွားတာမျိုးတွေရှိတတ်တယ်နောက်လူမှုရေးဘိုင်းလေးတွေမှာလည်းနည်းနည်းအခက်အခဲကြုံတတ်တယ်လူမှုရေးမှာဆိုရင်ကိုယ့်ရဲ့ တွဲနေတဲ့မိတ်ဆွေတွေအပေါင်းအသင်းတွေငွေချင်းတွေနဲ့နားလည်မှုတွေလွဲတာပေါ့နော်အထင်မြင်လွဲမှားမှုတွေဖြစ်တဲ့ပြီးတဲ့အခါကျတော့လမ်းခွဲရတာမျိုးတွေကြုံရတယ်အဲ့တော့လူမှုရေးအပိုင်းလေးတွေတော့နည်းနည်းသတိထားဖို့တူတယ်နောက်ပညာရေးပေါ့ပညာရေးနဲ့ပတ်သက်တဲ့ကံတရာမှာကျတော့သူကခုနကပြောလို့ငွေနောက်ကိုလိုက်နေတဲ့အတွက်ပညာရေးကိစ္စတွေမှာနှောင့်နှေးနေတတ်တယ်ပညာရေးသမားတွေကိုကြံ့ကြံ့ပေးကြတာကျတော့ပညာရေးဆိုရင်လေပညာရေးကိုပဲဒီဇိုင်းမမှန်ဥတည်ပြီးတော့စူးစမ်းဆောင်ရွက်တင်တယ် တခြားကိစ္စတွေကိုကြားမများသိင်ပေါ့နော်ပညာရေးလိုလိုပတ်စံရှာတာလိုလိုအဲ့လိုမျိုးမလုပ်ဘဲနဲ့ကြိုးစားသိင်နောက်အခြေအနေနဲ့ပတ်သက်တဲ့နမိတ်မှာကြတော့အာလက်တွဲတဲ့နမိတ်ကြတာပေါ့ကျွန်တော်တဲရော့ကတ်ဒီမှာဆိုရင်ဒိုးလေးကြောင့်နမိတ်ကြတယ်ဒိုးလေးကြောင့်နမိတ်မှာကြတော့ယောက်ျားတယောက်နဲ့မိန်းမတယောက်နဲ့ဒါလက်တွဲပြီးတော့အောင်ပွဲရတဲ့ကံကြမ္မာနမိတ်ကြတယ်ဒါကြောင့်အခြေအနေနဲ့ပတ်သက်ရင်ကံသာတာကောင်းတယ် ထိန်တော်ရင်းနဲ့ပတ်သက်ရင်ကံတရာကောင်းတယ်အဖက်ဘက်ကနေအစဉ်ပြေခြင်းစိတ်ချမ်းသာခြင်းတွေကြုံမယ်ပေါ့နော်နောက်ထူးခြားတာလေးတွေရှိပါသေးတယ်အဲ့ဒါဘာလဲဆိုတော့အင်္ဂါသားသမီးတွေကမှဘာသာရေးနဲ့ပတ်သက်ပြီးတော့စိုက်လိုက်မတန်လုံနေတဲ့အင်္ဂါသားသမီးတွေဆိုရင်ဒီကာလဒီနှက်ကတ်ဒီအတိတ်ဒီနမိတ်တွေကြားထဲမှာစူးစမ်းပြီးတော့အာထုတ်တင်တာပေါ့ဘာကြောင့်လဲဆိုတော့ဒီနမိတ်အတိုင်းဆိုရင်ညံလင်းရခြင်းတို့ နော်တမက်တပူရခြင်းကိုယ့်ရဲ့ဘာသာရေးနဲ့ပတ်သက်တဲ့ကိစ္စတွေမှာအောင်မြင်ထွန်းတောက်ခြင်းတွေကြုံရတဲ့ပါအဲ့တော့နမိတ်တိုင်းဆိုရင်တော့ကောင်းတဲ့နမိတ်တွေများပါတယ်နော်အဲ့တော့အင်္ဂါသားသမီးတွေအတွက်အကျိုးပေးတဲ့ကံကောင်းတဲ့အကြောင်းလေးတွေကတော့အဖြူရောင်ရဲ့အစိမ်းရောင်ရဲ့ကောင်းပါတယ်နော်အဲ့တော့နောက်အဖြူတွေအစိမ်းတွေဝတ်ပါဆောင်ပါပေါ့နောက်အကျိုးပေးတဲ့နံပါတ်လေးတွေကတော့နှစ်ကနန်းလေးကနန်းဖြစ်ပါတယ်လေးကနန်းနှစ်ကနန်းဖြစ်ပါတယ် ညစာပြခြင်းကိုတော့မြတ်ကြီးကိုခရေပန်းတို့ခရေညွန့်တို့ခရေပန်းဆိုရင်လည်း6ကုံပေါ့ခရေညွန့်ဆိုရင်လည်း6ညွန့်ပေါ့လှူဒန်းပြီးတော့ဆူတောင်းမှာမကောင်းတဲ့ကံစားတာအញ្ញံကိုက်တွေပြပြပြီးတော့ကောင်းကျိုးလိုရာဆန္ဒလေးတွေရရှိစေမှာဖြစ်ပါတယ်ဒါအင်္ဂါသာသမီးတွေတပတ်တာကာလမှာတွေ့ကြုံမဲ့ကံကြမ္မာလေးတွေကိုနမိတ်ဖတ်ကြားခဲ့တာပါအဲ့တော့ကျွန်တော်ယူရောမင်္ဂလာချမ်းကိုလာခြင်းတဲ့သူတွေကတော့အာမော်ဘီကိုလုံးကွင်းမှတ်တိုင်မှာနော်အဲ့မှာ ပိန်နေကုန်းကြီးရွာမှာယူတော်မင်္ဂလာကျမ်းရှိပါတယ်ဗုဒ္ဓဦးနေရလွှဲပြီးတော့ကျမ်းရဲ့ရက်ဒီမှာပိတ်ရက်မရှိလာနိုင်ပါလေနော်နောက်အဘဆရာကြီးမင်းသိင်္ဂါကြီးကြီးနေဗရာကိုပြီးပါဆိုတော့ဗတိလေးတွေနောက်ဝါစိန်နီအဆောင်လက်ပတ်လေးတွေအဆောင်ဆလွယ်လေးတွေဝါစိန်နီအင်းသမဖျောင်းနိုင်လေးတွေနောက်ဒိုးကလေးတို့ဘာလို့ပေါ့နော်အဲရလေးတွေအဆောင်ရရပစ္စည်းလေးတွေလိုချင်နေဆိုရင်လည်းယူတော်မင်္ဂလာချမ်းမှာလာပြီးတော့ဝယ်နိုင်ပါတယ် ဒါမှမဟုတ်ဆိုရင်လည်း online ကနေမှားခြင်းနဲ့ဆိုရင်လည်းခုနကပြောတဲ့ Viber နံပါတ်တရားနေပြီးတော့ဆက်သွယ်ပြီးတော့မှားနိုင်ပါတယ်နော်ကျွန်တော်ရဲ့မိတ်ဆွေငါသားသမီးပေါ့ကိုကျမ်းမစိတ်ချမ်းသာလူရဆန္ဒပြပါစေလို့အယူတော်မင်္ဂလာချမ်းကနေလိုက်လိုက်လဲလဲဆုတောင်းမေတ္တာပို့သလိုက်ပါတယ်ဘောရဥသာသမီးကျွန်တော်ရဲ့မိတ်ဆွေပေါ့မင်္ဂလာပါနော်ဘောရဥသာသမီးများအတွက်ကျွန်တော်တို့ပတ်စဉ်တောက်ကြနေညနေ6:00နာရီမှာ ပုံမှန်တင်ပြနေကြဖြစ်တယ်ဒုက္ခကျေပွင့်တဲတော်နမိတ်ဖြစ်ပါတယ်ဒီဟောသကန်းလေးကိုကျွန်တော်တို့ပြီးခဲ့တဲ့တပတ်နှစ်ပတ်လောက်တုန်းကတော့မတင်ဖြစ်ပါအောင်เนาะမတင်ဖြစ်တာကတော့အကြောင်းနှစ်ခုပေါ့တစ်ခုကကြတော့ဒီရာသီအကူပြောင်းနေနဲ့ကျွန်တော်တို့ကျမ်းမာရေးခြင်းတွေအကြောင်းတစ်ကြောင်းပေါ့เนาะနောက်တစ်ကြောင်းကတော့ကျွန်တော်တို့ယူရောမင်္ဂလာချမ်းကိုနေ့စဉ်နဲ့မျှရောက်ရှိလာကြတဲ့လူပေါင်းများစွာရဲ့အလုပ်တွေတာဝန်တွေဝတ္တရားတွေလည်းတဖြည်းဖြည်းများပြားလာတဲ့အပိုင်းပေါ့เนาะအဲ့ဒီပိုင်းနှစ်ပိုင်းပေါ့ ကျွန်တော်ရိုက်ကွေးလေးတွေရိုက်ပြီးတော့မတင်ဖြစ်တာဖြစ်ပါတယ်။ဒါဒီတော့ဒီတစ်ပတ်မှာတော့ကြိုးစားပြီးတော့တင်ပေးတာပေါ့နော်။ကျွန်တော်တို့ခုနှစ်ရက်သားသမီးတွေကိုကျွန်တော်တို့မလေးစားတာမဟုတ်ပါဘူးနော်။အများရန်လေးစားပါတယ်။နောက်ကျွန်တော်တို့ဒီလကုံလောက်ဆိုရင်အစီအစဉ်လေးတစ်ခုလည်းလုပ်နေပါတယ်။အဲ့ဒါကနေ့စဉ်အခါပေးဟော့စတန်လေးတွေရိုက်ပြီးတော့လည်းတင်ပေးနိုင်အောင်ဆက်လက်ပြီးတော့ကြိုးစားမှာပါ။နောက်တစ်ခုကကျွန်တော်တို့ ယူရောမင်္ဂလာချမ်းကိုဗုဒ္ဓဦးနေ့ကလွှဲပြီးတော့ကျန်တဲ့ရက်တွေမှာပိတ်ရမရှိဖွင့်ပါတယ်เนาะယူရောမင်္ဂလာချမ်းဆိုရင်တော့အခါကြီးငွေမယူဘဲနဲ့အခမဲ့ရေရရာခြေပြည့်တဲ့ရေရရာမြေဖြစ်ပါတယ်အဲ့တော့မြေသူမဆိုလွတ်လွတ်လပ်လပ်လာပြီးတော့ရေရရာတွေဆောင်ရွက်နိုင်ပါတယ်အကြောင်းမျိုးမနဲ့ကျွန်တော်တို့ယူရောမင်္ဂလာချမ်းမလာနိုင်တဲ့သူတွေကတော့ထုံးစံအတိုင်းပေါ့เนาะအွန်လိုင်းကနေပြီးတော့ဘေးရင်ဟောစရန်လေးတွေမှာနိုင်ပါတယ် ဒီနေ့စာဟောစတန်လေးစတဲ့ဟောစတန်လေးတွေမှာလို့ရပါတယ်။ဘိုင်ဝါနံပါတ်ကတော့39692395လုံး9ကဲ39992ကိုဆိုတဲ့ဘိုင်ဝါနံပါတ်ကနေပြီးတော့ဆက်သွယ်ပြီးတော့မှာနိုင်ပါတယ်နော်။နောက်လစဉ်သင်တန်းနေလဲကျွန်တော်တို့ဒီ7နာရီတည့်ရနေရနေပြီးတော့10ရက်နေအထိဗီရင်လက္ခဏာသင်တန်းနေရှိပါတယ်။အဲ့တော့သင်တန်းတက်ကျင်နေဆိုရင်လည်းမြည်သူမစိုးဈေးအိမ်ငိမ့်လာပြီးတော့သင်တန်းတက်လို့ရပါတယ်နော်။ အဲ့တော့ကျွန်တော်တို့ဗုဒ္ဓဟူသာသမီများအတွက်ဟောသတန်းအစီအစဉ်လေးစပါမယ်ဗုဒ္ဓဟူသာသမီတွေအတွက်ကျွန်တော်တို့ပထမဆုံးကြားလာတဲ့တေရောနမိတ်ကကြတော့ကျဲပွင့်ငါးပွင့်တဲ့သင်္ကေတနမိတ်ပါဒီနမိတ်ကဘာကိုညွှန်ပြတာလဲဆိုဗုဒ္ဓဟူသာသမီတွေဟာတဲ့ဒီကာလမှာကိုအားကိုကိုမှအောင်မြင်မဲ့ကံတာတာမျိုးရှိတယ်သူများကိုအားကိုလို့မရဘူးအကူအညီတွေမရနိုင်ဘူးစတ်တူဆရာပူတဲ့ပေါင်းဆက်လုပ်ငန်းတွေမအောင်မြင်နိုင်ဘူးကိုယ့်အကူတာအားကိုပြီးလို့ ကိုလန်းကိုထွင်းကိုလန်းကိုဖောက်ကိုယ့်ကိုရှောက်ရမယ်အချိန်ကာလကံကြမ္မာနမိတ်ဖြစ်ပါလေကိုတိုင်းတိဆောက်ရမယ်အချိန်လို့နားလဲပါအလိုထဲမှာဆိုရင်လေသူများကကိုယ့်ကိုအတိမတ်ပြုဖို့ဒီသူတော်ကကိုယ့်ကိုချီးမွမ်းထောပနာပြုဖို့လေသူတော်ကကိုယ့်ကိုလမ်းနေပြဖို့ဒီသူတော်ကကိုယ့်ကိုအကြံကောင်းညံကောင်းတွေပေးဖို့ဒီတိတ်ပြီးတော့မမျှော်လင့်ပါဘူးကိုယ့်ကိုယ်သာအလုပ်တွေကိုဇွဲလုံးလာဝရိယနဲ့ကြိုးစားပြီးတော့အားထုတ်တင့်ပါအဲ့လိုအားထုတ်မှပဲ ဒီကာလတွေကအောင်မြင်မှာပါဒီတိုင်းမဟုတ်ဘဲနဲ့ဘိုလ်လူအာကိုဒီလူအာကိုအထက်လူကြီးအာကိုလုံးဖို့ဂိုင်းပဲအာကိုပေါ့နော်ဒါအဲ့လိုအာကိုပြီးတော့ဆယ်တော့အဆင်မပြေပါဘူးဘာကြောင့်လဲဆိုတော့ဒီကာလကအကူအညီမရတတ်တဲ့အချိန်ကာလဖြစ်နေလို့ပါပဲနော်နောက်တစ်ခုကကျွန်တော်တို့ဒီဗုဒ္ဓဘာသာသမီးတွေရဲ့ကံတရားမှာတဲ့ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းလုပ်ကြနေတဲ့သူတွေဆိုရင်တော့ ထူးခြားခြားအကျိုးပေးပြီးတော့ကံကောင်းပြီးတော့အောင်မြင်နိုင်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်။ဒါကြောင့်ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတွေတိုးချဲ့ပြီးတော့လုပ်ကိုင်တင်တယ်။ဒါတို့ကသူ့အိုးနဲ့သူ့ဆန်းတန်ရတန်ရစဉ်းစားရမှာပေါ့။သူများကိုအားကိုးပြီးတော့လုပ်ငန်းတိုးချဲ့ဖို့ဆိုရင်တော့အဆင်မပြေပါဘူးเนาะ။အဲ့ဒါလေးတွေတော့သတိထားဖို့လိုအပ်ပါတယ်။အဲ့တော့မကောင်းလားဆိုတော့လေကောင်းတယ်။မအောင်မြင်နိုင်ဘူးလားဆိုတော့လေအောင်မြင်နိုင်တယ်။အဆင်မပြေနိုင်ဘူးလားဆိုတော့လေအဆင်ပြေနိုင်တယ်။ ရေးကြီးတာတော့သူများကိုအာမကိုနဲ့မိသားစုတွေကိုအာမကိုနဲ့ကိုယ်လှုပ်ဖို့ဂိုင်းဘက်တွေကိုအာမကိုနဲ့ကိုအားကိုကိုပြီးတော့ကိုလန့်ကိုဖောက်ကိုလန့်ကိုထွင်ပြီးတော့ဇွဲလုံးလာဝရိယအပြည့်နဲ့သာရုံးကန်ကြိုးစားအားထုတ်တဲ့မှာအခက်အခဲတွေရှိရင်လည်းပဲအဲ့ဒီအခက်အခဲတွေကိုသူများကမကူညီရကောင်းလားလို့မတွေးပါနဲ့တကယ်တကယ်ကြတော့သူလူစရာကအခက်အခဲတွေဖြစ်ရင်ကိုယ့်အကူသာဖြည့်ရှင်းရတာများပါ ။နံပါတ်1ကငွေကြေးနဲ့ပတ်သက်တဲ့ကံကြမ္မာအပိုင်းတွေမှာကြတော့ Queen စွာခွဲ့ပြင်မှာနမိတ်ပါ။ဒီနမိတ်ကကြတော့လေအင်မတန်မှကောင်းမွန်တဲ့အကျိုးပေးကောင်းတဲ့ကံကြမ္မာနမိတ်ဖြစ်တဲ့အတွက်ငွေကြေးနဲ့ပတ်သက်ရင်တော့ဗုဒ္ဓဘာသာသမီးတွေကအင်မတန်မှကောင်းပါငွေကြေးကိုအကြောင်းပြုပြီးတော့စိတ်ချမ်းသာရခြင်းတွေကြုံမယ်ငွေကြေးအကျိုးမြတ်ရခြင်းတွေကြုံမယ်အဖက်ဖက်ကနေအစဉ်ပြေခြင်းတို့ကံကောင်းခြင်းတို့စိတ်ချမ်းသာရခြင်းတွေကြုံနိုင်တဲ့ကံတရားမျိုးဖြစ်ပါတယ်အစဉ်ပြေမယ်ပေါ့နော်ငွေကြေးကံတရားတော်တော်လေးကောင်းပါ မိမိနေနဲ့ရရကြည့်တဲ့ငွေတွေရှိရင်လည်းချောချောမမောရနိုင်တယ်ပေးရကြည့်တဲ့ငွေတွေရှိရင်လည်းပဲချောချောမမောပေးနိုင်မယ့်အကန့်အသတ်မျိုးရှိငွေကြေးကိုအကြောင်းပြုပြီးတော့ပူပန်တော့ကရောက်နေတယ်ဗုဒ္ဓဦးသားသမီးတွေအတွက်ဆိုရင်တော့တော်တော်လေးကောင်းနေလို့ပြောမှဖြစ်ပါတယ်။နောက်လူမှုရေးကန်တာတာတွေကလည်းဗုဒ္ဓဦးသားသမီးတွေအတွက်သက်လက်ပါတော့တော်တော်လေးကောင်းပါလူချစ်လူခင်တွေများမယ်ပေါင်းတဲ့ဆက်ဆံရေးတွေအဆင်ပြေမယ်လူအများကြီးချစ်ခင်ခြင်းခံရမယ် ဆွေမျိုးသားချင်းတွေနဲ့ပတ်သက်ရင်လည်းကံတရာကောင်းတယ်။ကျမ်းမာရေးကံတရာလည်းမဆိုးပါဘူး။ကျမ်းမာရေးဆိုးဆိုးရွားအညံခိုက်တယ်၊ဒီဒီမမအညံခိုက်တယ်မရှိဘူးပေါ့နော်။နောက်အထူးကောင်းတာတော့ပညာရေးနဲ့ပတ်သက်တဲ့ကံတရာတွေမှာဆိုရင်တော့တော်တော်လေးကောင်းပါတယ်။ပညာပွင့်လန်းတာပေါ့။ဒဆန်းဆိုတာနေသူရင်းကတ်ကြတယ်။အာကိုယ်အသိစိုးစားစရာမလိုဘဲနဲ့အောင်မြင်မှုတွေရနေတတ်တယ်။နောက်မှတ်ဉဏ်တွေအစွဲလုံးလာဝိရိယအရာတွေမှာ ဖလင်းရောင်ရတာပေါ့နမိတ်အရာအရန်ကောင်းပါနောက်ချင်းတော်ရင်းနဲ့ပတ်သက်ပြီးတော့တီးဆောင်းနိုင်တဲ့ကံစားတာမျိုးရှိတယ်ကျေပွင့်၈ပွင့်နမိတ်ပေါ့အဲတော့ဆေးစားကြောင်းလန်းကိစ္စတွေကောင်းတယ်မင်္ဂလာကိစ္စတွေကောင်းတယ်အကူအညီတွေရတော့ထုံးစံအတိုင်းမရတတ်ပါအဲတော့ဒီကာလမှာဗုဒ္ဓဘုရားသမီးတွေရဲ့ကံစားတာမှာဆိုရင်နံပါတ်၁ကအလုပ်စီးပွားရေးလုပ်ငန်းငွေကြေးအဖက်ဖက်ကနေပြီးတော့အကူအညီမရတတ်ပါဘူးဒါပေမဲ့အောင်မြင်နိုင်တဲ့ကံစားတာမျိုးရှိပါတယ် ကိုကကိုကိုပြီးတော့ကြိုးစားတည်ဆောက်တင်တယ်လို့အကြံဉာဏ်ပေးခြင်းပါလေနော်ဘုရောသားသမီးများအတွက်အကျိုးပေးတဲ့ကံကောင်းတည်တဲ့အကြောင်းတွင်အနိယောင်ကောင်းတယ်ညီညွတ်ရောင် ကောင်းတယ်အနိယောင်နဲ့ညီညွတ်ရောင်နဲ့ကောင်းပါတယ်အဲ့တော့အနိယောင်လေးတွေဝတ်ပါညီညွတ်ရောင်လေးတွေဝတ်ပါစောင်းပါနောက်အကျိုးပေးတဲ့ကဏ္ဍလေးတွေကတော့တေကဏ္ဍ၃ကဏ္ဍလို့၃ကဏ္ဍတေကဏ္ဍလို့အဲ့ဒါတွေအကျိုးပေးပါတယ်။မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုဩဇာသီးလို့ဩဇာညွန့်လို့ ကတ်လို့ပူဇော်ပြီးတော့ဆူတောင်းပါတဲ့နော်ဩဇာသည်ဩဇာညွန်အုံးတို့ခေါဆွဲလဲရပါတယ်နော်တစ္ဆာသုံးဆုံးဆိုတော့ကိုယ်ကမကောင်းတဲ့ကံတရားအညာကိတ်တွေပြပြပြီးတော့ကောင်းကျိုးလိုရာဆန္ဒရရှိစေမှာဖြစ်ပါတယ်အဲတော့ကျွန်တော်တို့ယူရောမင်္ဂလာချမ်းကိုမြည်သူမဆိုလွတ်လွတ်လပ်လပ်လာနိုင်ပါတယ်နော်အကြောင်းမျိုးနဲ့အွန်လိုင်းကနေပြီးတော့ဗီရင်ဟော့စတန်လေးတွေမှာခြင်းနဲ့ဆိုရင်လည်းမှာနိုင်ပါတယ် ဖားဆရာကြီးမင်းသင်္ကာရဲ့ကြီးပရောက်ပရီလေးတွေနော်ကြီးနဲ့ပရောက်အပြီးပေါက်ဆိုတဲ့ပရီလေးတွေဒါကဝါစိမ့်နီအဆောင်လက်ပတ်လေးတွေဝါစိမ့်နီအင်းသမပြောင်းနိုင်လေးတွေတခြားတွေရတော့အဆောင်ရရပစ္စည်းလေးတွေလည်းပဲအွန်လိုင်းရနေပြီးတော့ဆက်သွယ်ပြီးတော့မှာယူနိုင်ပါတယ်အဲတော့ကျွန်တော်ရဲ့မိတ်ဆွေဗုဒ္ဓသာသမီအပေါင်းကိုကျမ်းမစိတ်ချမ်းသာလူရဆန္ဒပြပါစေလို့ဤတော်မင်္ဂလာချမ်းနေလှိုက်လိုက်လည်းဆုတောင်းမေတ္တာပို့သလိုက်ပါတယ်